အာကျွန်တော်တို့ setting နဲ့ဝင်လိုက်ပြီးလို့ရှိရင် page moderation နဲ့ဝင်လိုက်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကကို block ချင်တဲ့စကားစုတွေကိုပေါ့လေဒီကျွန်တော် copy link ပို့ပို့ပြီးအောင်မှရေးသွားရဆိုလို့ရှိရင်အာ any comment ရေးလို့မရတော့ဆိုတော့ဒီမှာ gambling လို့ဟာမျိုးတွေအခုပေါ့ခုယူဆိုတဲ့ဟာမျိုးစကားလုံးမျိုးတွေပြန်မလားအဲ့လိုသူတို့သူတို့သုံးနေကြစကားလုံးလေးပေါ့နော်အဲ့တော့သူတို့သုံးနေကြစကားလုံးမျိုးလေးတွေကိုအဲအဲ့ဒီကိုယ့်ရဲ့ဟိုဟာထဲမှာ ထည့်ထားရဆိုလို့ရှိရင်ကကျွန်တော်တို့ဟိုဟာဖြစ်တယ်ကိုတူရိန်ဝင်းဆိုမိထားတာပါ media buying run ရင် gambling ကစားတဲ့ account တွေက comment တော့အုပ်စုလိုက်လာပြီးကြော်ညာတာဟိုတဲ့လာမမတ်အောင်ဘယ်လိုလုပ်ရမလဲအခါဆိုသူတို့ comment နဲ့တွေ100ကြော်လာရေးကြလို့ group page ကိုတော့ gambling ခင်ပြီးတော့ gambling page ချင်ပြီးတော့ audience တွေကဘယ်လိုကစားရမလဲလာမေးရတဲ့ အဓိကသူတို့ကမီဒီယာပိုင်းလုပ်ထားတဲ့ post တွေအောက်မှာ scam comment ပုံစံမျိုးနဲ့အုပ်စုလိုက်ရေးကြတာများတယ်ဆိုပြီးတော့မေးထားပါတယ်သူသူတွေကဆိုတာအဲ့တော့လေအဲဒီနေရာမှာကျွန်တော်ကဘာတစ်ခုပြောချင်လဲဆိုတော့အဲ့လိုမျိုး scam content တွေကတခုကဟိုကတူလားပေါ့နော်အဲတူလားဆိုတာလေဟိုကပြောတာ comment တွေကတူလားပေါ့နော်အဲ့တော့တူတယ်ဆိုလို့ရှိရင်က တူရယ်ဆိုလို့ရှိရင်ကျွန်တော်တို့က keyword နဲ့ block လို့ရတယ်ဒီလိုက်ကျွန်တော်နောက်မှာ okay ကျွန်တော်ဒီမှာတော့ပြလို့မရဘူးပြလို့မရဘူးဆိုတော့ကျွန်တော်ဘယ်လိုပြမလဲဆိုလို့ရှိရင်အဲ Facebook page keyword block okay ဆိုတော့ဒီမှာဗျာ အာကျွန်တော်တို့ setting နဲ့ open လိုက်ပြီးလို့ရှိရင် page moderation နဲ့ open လိုက်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကကို block ချင်တဲ့ secret zoo တွေကိုပေါ့လေကျွန်တော် cover link ပို့ပို့ပြီးတော့မှရေးသွားရဆိုလို့ရှိရင်အဲ any comment ရေးလို့မရတော့ဆိုတော့ခုမှ gambling လို့ဟာမျိုးတွေအခုပေါ့ခုယူဆိုတဲ့ဟာမျိုးစကားလုံးမျိုးတွေညမလားအဲ့လိုသူတို့သူတို့သုံးနေကြစကားလုံးလေးပေါ့နော်အဲ့တော့သူတို့သုံးနေကြစကားလုံးမျိုးလေးတွေကိုအဲအဲ့ဒီကိုယ့်ရဲ့ဟိုဟာထဲမှာ အထည့်ထားရဆိုလို့ရှိရင်ကကျွန်တော်တို့ဟိုဖြစ်တယ်အာ yes အာပြီးတော့ကျွန်တော်နောက်တစ်ခုကကြတော့ဒီမှာဟို profanity filter on our light အဲ့တော့ profanity filter ဆိုတာကကြတော့ဟိုမှာဆဲတာဆိုတဲ့စကားလုံးနေဘာဖြစ်လဲညဖြစ်တယ်ပေါ့နော်အဲ့လိုလူတွေ report လုံးနေကြစကားလုံးတွေကဟိုကျွန်တော်တို့ကဟို medium or strong tire ဆိုလို့ရှိရင်တော့ facebook က automatic ဲ့လိုမျိုးဟိုနည်းနည်းကြမ်းတမ်းတဲ့စကားလုံးတွေဆိုလို့ရှိရင်အဲ comment မလို့မရအောင်လုပ်ပေးပါတယ်ဆိုတော့အဲ့ဒီမိလေးရှိရပါတော့ဆိုတော့ဆက်ကြည့်ပါ